ရိသတ်တွေရဲ့နှလုံးသားတွေကခံစားချက်တွေအတိုင်းထဲသွင်းပုံပေါ်ထားတဲ့အာစတန်2025-26ရာသီအတွက်ဂျာစီအသစ်အာစတန်ရဲ့လာမယ့်ရာသီမှာဝစ်စင်စားသွားမယ့်ဂျာစီကိုအာစတန် website ကနေမှာယူရရှိနိုင်ဖြစ်ကြောင်းကိုထုတ်ပြန်လာပါပြီဒီဂျာစီဟာယင်းနှစ်တွေတုန်းကနေတူညီတဲ့အမှတ်တရတွေပေးဆွနိုင်မှာဖြစ်ပေမဲ့အရင်တွေတုန်းကနေမတူညီတဲ့အတွေးအမြင်နဲ့စိတ်ခံစားမှုတွေကိုပေးဆွနိုင်လိမ့်မယ်လို့အာစတန်ကအာမခံထားပါတယ်ဒီဂျာစီကအနီရောက်ဟာခင်ဗျားတို့ကျွန်တော်တို့ရဲ့အသွေးသားတွေတဲကအာစတန်ကိုချစ်တဲ့သွေးတွေကိုညှို့ပါတယ် အဖြူအောင်ကတော့အာစတန်ကိုဖြူစင်းသွားချစ်ပေးကြတဲ့အာစတန်ပရိသတ်တွေရဲ့လှပတဲ့စိတ်ထားလေးတွေကိုလှည့်အားပြခြင်းတဲ့သဘောဖြစ်ပါတယ်။အာစတန်ပရိသတ်တွေဟာသူတို့ဘဝရဲ့ပြောင်းမြင့်နှုန်နယ်ခြင်းတွေကိုအာစတန်ဂျာစီနဲ့အတူတူလေးထဲမှာလွင်မြောခဲ့ကြဘူးတဲ့။အာစတန်ပရိသတ်တွေဟာသူတို့ရဲ့ရင်ခုန်တန်တွေကိုအာစတန်ဂျာစီဝိစေနဲ့ထိန်းချောင်းမောင်းနေခဲ့ကြဘူးတဲ့။အာစတန်ပရိသတ်တွေဟာအသင်းရက်တီမှုကဘယ်လိုရှိရှိအာစတန်ကိုချစ်တဲ့စိတ်တွေနဲ့သူတို့ရဲ့နှလုံးသားတွေကိုဖျက်မရအောင်ချီနှောင်ခဲ့ကြဘူးတဲ့။အာစတန်ဂျာစီကိုဝစ်စေနဲ့ယူသွဖွဲကောင်းတဲ့အခိုက်အတန့်တွေကိုအတူတူကပျော်ရွှင်ကြည်နူးစွာထူးဆစ်ခဲ့ကြဘူးတဲ့ ဒီလိုနဲ့တနစ်ကုံဆုံးသွားတယ်။အောင်မြင်မှုကြီးကြီးမားမားမရဘူးဆိုလေထိတ်တန်းစင်ရက်တီမှုမျိုးတွေနဲ့ကျွန်တော်ချွေးသိမ့်နိုင်ခဲ့ကြ။ဒီလိုမျိုးမျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်နောက်တစ်ဆက်မျောလင့်ခြင်းတွေကိုမိုးကောင်းငင်ပေါ်လွင့်တင်ရင်းအာဆင်ကိုချစ်တဲ့စိတ်တွေဆိုတာဘယ်တော့မှအဆုံးသတ်မှာမဟုတ်တဲ့အခန်းဆက်ဇလန်းရှိတဲ့ပုတ်ဖြစ်ကြောင်းဂျာစီမာထည့်သွင်းထားတဲ့ဖြူအောင်ကပြောချင်တာဖြစ်ပါတယ်။လက်မောင်းကအစင်းချောင်း၃ခုကိုလည်းရွှေအောင်နဲ့အပြောင်းနဲ့သုံးမနေတော့ဘူး။အာဆင်ရိုးရာဖြစ်တဲ့အနီအောင်လည်းပဲပြန်လဲမုန်းမှန်အသက်သွင်းထားတယ်။ဒီဝဲဆောင်ကအာဆင်တင်းကနျူကာဆင်နဲ့ကစားမယ်။ ပွဲစဉ်38မှာပရိသတ်တွေမျက်ဝါးထင်းထင်းမြင်တွေ့နိုင်စေဖို့ဝိဆင်ကစားသွားမှာဖြစ်ပြီး Arsenal fan တွေအနေနဲ့ Arsenal website ကနေခုချက်ချင်းသွားပြီးတော့မှာယူဝိဆင်လို့ရပါပြီခင်ဗျာ Rania ကိုရပ်တန့်နိုင်မဲ့ fighter က UFC middleweight တန်းမှာတူတဲပဲရှိတော့တယ်ဆိုရက် Malikin Malikin ကတော့ Rania Director ဟာ UFC မှာရလကောင်းတွေရယူပြနိုင်နေတာဟာသူကိုယ်တိုင်ကအရန်ကောင်းတဲ့ထိတ်တန်းစင် fighter တူဖြစ်နေတာကြောင့်ဆိုပြီးတော့ချီးကျူးပြောဆိုလာခဲ့ပါတယ် မာလခင်နဲ့ရိုင်ဒီယာတို့နှစ်ယောက်ဟာဝမ်ချမ်ပီယံရှစ်မှာတုန်းကနှစ်ကြိမ်တိုင်တိုင်ထိတ်တိုက်တွေ့ဆုံခဲ့ကြတာဖြစ်ပြီးအဆိုပါနှစ်ပွဲစလုံးကိုမာလခင်က TKO KO ရနိုင်ကြီးပဲတီးပြပြီးတော့ရိုင်ဒီယာကိုနိုင်ပြထားခဲ့တာဖြစ်ပါတယ်။ဆိုပါပွဲစဉ်နှစ်ပွဲကဝမ်ချမ်ပီယံရှစ်ရဲ့ MMA ဘက်ပိုင်း Middleweight တန်းချန်ပီယံလူပွဲနဲ့ Light Heavyweight တန်းချန်ပီယံကပတ်လူပွဲပဲဖြစ်တာမဟုတ်မာလခင်ကရိုင်ဒီယာစီကနေချန်ပီယံကပတ်နှစ်ခုစလုံးကိုလွှဲပြောင်းသိမ်းပိုင်နိုင်ခဲ့ပါတယ်။အဲလိုမျိုးပြိုင်ဆိုင်မှုပြင်းထန်ကြတဲ့ပြိုင်ပွဲဟောင်းကြီးတွေဖြစ်ခဲ့ကြပါပြီ။တောင်လိုက်တော့ထားရှိကြတဲ့လေးစားမှုကတော့ကြီးကျူးစရာပါ။ ဒါ professional စိတ်ဓာတ်စစ်စစ်တွေလည်းဖြစ်ပါတယ်။ရွာစီမာကဝမ်းချမ်းမြန်ရှင်းပါလို့စစ်စစ်တာမျိုးမလုပ်ရလို့အလုံးရှုပ်တတ်တာတာကလည်း Rainier ကိုအားတာချက်ဖြစ်သွားစေကြောင်းမာလီကင်ကသုံးသပ်လိုက်ပြီးတော့လက်ရှိ Rainier ထိုးနေ minute weight တန်းမှာဆိုရင် Rainier ကိုရပ်တန့်ပြနိုင်မဲ့ fighter ဆိုလို့ Campset တအုပ်တဲ့သားရှိတော့ရဲ့အကြောင်းကိုလည်းမာလီကင်ကဟော်ကင်းထုတ်သွားခဲ့တာပဲဖြစ်ပါတယ်။ဆိုတော့ Borario ဘယ်လိုထင်လဲပြောပေးခဲ့ပါဦးခင်ဗျာ။ Manchester မှာအင်လာရှာကြတဲ့ Florian Vance ရဲ့မိဘတွေ ပြီးကြတဲ့ရက်ကလီဗာကူဇင်ကျယ်ဝင့် Florian Vest နဲ့မိဘနှစ်ပါးဟာ Vest ရဲ့ agent တွေနဲ့အတူပဲ Manchester မြို့ကိုလိုက်ပါလာခဲ့ကြလို့သိရပါတယ်။ Man City လက်ရှိချိန်မှာ Florian Vest ကိုရရှိနိုင်ဖို့အတွက်အသေးအံဂဲမှန်နေထားဖို့နဲ့ကြိုးစားနေတာပါ။ယာတိကောင်း Man City ကနေထွက်ခွာရမယ့် Kevin De Bruyne နေရာမှာ Man City က Florian Vest ကိုအစားထိုးချင်နေရလည်းဖြစ်ပါတယ်။ Man City ကခုနောက်ပိုင်းနှစ်တွေမှာတော့သူတို့ရဲ့ဇာမခွိုင်းမှုနီးပြားတွေကိုအနှဲငယ်ပြောင်းလဲလာခဲ့ပါတယ်။အရန်သင်းသုံးလို့ရနိုင်မယ့်ဇာမတွေကိုခေါ်မယ်ဆိုပေမဲ့အသေးမှာဆယ်စုနှစ်တစ်ခုစာလောက် အနည်းဆုံး၃လုံးရနိုင်မယ်ကစားမမျိုးကိုပဲ Man City ကအဓိကပြတ်မှတ်ထားပြီးတော့ခေါ်ယူလာပါတယ်။ Florian Vance ရဲ့အသက်ကလည်း၂၂နှစ်ပဲရှိသေးလို့ Man City တို့တတ်မှတ်ထားတဲ့အချက်တွေနဲ့လည်းကိုက်ညီနေပါတယ်။လက်ရှိချိန်မှာတော့ Bayern ကလည်း Florian Vance ကိုခေါ်ယူဖို့စိတ်ဝင်စားနေပြီးတော့သူကလည်း Musiala နဲ့တွဲကစားချင်လို့ Bayern ကိုပြောင်းချင်နေတာဖြစ်ပါတယ်။ဒါမဲ့ Leverkusen ဘက်ကတော့ဈေးပိုပေးမယ်အသင်းကိုပဲရောင်းချသွားမှာပါ။ဒါကြောင့်လည်းခုစွေ Man City ဘက်က Florian Vance ရဲ့ agent တွေကိုခေါ်ယူတွေ့ဆုံပြီးတော့အပြောင်းအလဲကိစ္စစကားပြောဆိုမှုတွေပြုလုပ်ရမှာ Florian Vance ရဲ့ agent တွေကလည်း Manchester ကိုရောက်လာခဲ့ကြပါတယ်။ အေဂျင်တွေနဲ့အတူ Florian Vest ရဲ့မိဘတွေလည်းတခါတိုင်းလိုက်ပါလာခဲ့ကြတာပါပရိသတ်တွေကတော့ Florian Vest ရဲ့မိဘတွေဟာ Manchester မှာနေဖို့အင်္ဂလန်ရှားကြတာလို့ထင်ကြေးပေးနေကြပါတယ်ဒီတိုင်းဆိုရင် Man City က Florian Vest ကိုရရှိဖို့အတွက်အားလုံးထက်အလေးတားသွားခဲ့ပြီလားဘောရိုဘလိုထင်လဲပြောပြခဲ့ပါအောင်ခင်ဗျာ